လန်စရှိသောဤတရားဒေသနာတို့ကိုမြတ်စွာဘုရားသည်ဒေရဝံကြောင့်တော်၌နေတော်မူသင်တရားမင်းကိုအကြောင်းပြီးဟောတော်မူလေ၏တဘာသောခါ၌တာဝရိန္ဒာနတ်သားတို့သည်စီဝေကြကုန်လျက်အလူတို့တွင်အဘယ်အလူသည်အကြီးဆုံးဖြစ်သည်နည်းအရာသားတို့တွင်အဘယ်အရာသားသည်အကြီးဆုံးဖြစ်သည်နည်းမွေးလျော်ခြင်းတို့တွင်အဘယ်မွေးလျော်ခြင်းသည်အကြီးဆုံးဖြစ်သည်နည်းတဏှာဤကုန်ခြင်းကိုသာလျင်အဘယ်ကြောင့်အကြီးဆုံးအမျက်ဆုံးဟု၍ဆိုရသည်နည်း ဤတို့၄ပါးသောပြဒနာတို့ကိုဖြစ်သေးကြလေုံ၏တို့၄ပါးသောပြဒနာတို့ကိုမြောက်သောနတ်မြတ်လည်းသုံးပြရှင်းကမတတ်နိုင်လေနတ်သားတယောက်ဒီကနတ်သားတယောက်ကိုထိုနတ်သားဒီလည်းအခြားနတ်သားတယောက်ကိုဤတို့အရှင်းချင်းမေးမြန်းကြကုန်လျက်သတောင်းသောဆက်ရာဝလာတိုင်းတို့၌၁၂နှစ်တို့ပတ်လုံးသွာလာလေလေကြလေကုန်၏ဤမြတ်အတိုင်းရှိသောကာလဖြင့်လည်းမေးမြန်းအပ်သောပြဒနာတို့၏အနက်ကို အမြင်တန်ရကုန်သောကြောင့်တထောင်သောသကြာဝဠာတိုင်း၌နေကုန်သောနတ်တို့သည်ပြည်ွေကုန်၏သရုမာရိနတ်မင်းကြီး၄ယောက်တို့၏အထံသို့သွားသက်သွားကြသဖြင့်ရှင်သာတို့အဘေးကြောင့်များစွာသောနတ်တို့သည်ပြည်ွေကြကုန်ပြီးတနည်းဟုမေးမြန်းသည်ရှိသောပြဒနာ၄ပါးတို့ကိုပြစ်ဖြေပြီးလျင်သုံးပြခြင်းကမတတ်နိုင်သောကြောင့်အရှင်နတ်မင်းတို့၏အထံသို့လာကြရပါကုန်၏ဟုခြောက်ကြကြလေကုန်၏ရှင်သာတို့ဤပြဒနာမြည်ဒီကအဘေးနည်းဟုမေးလက်သည်ရှိသော အလူအရသာမွေလျောခြင်းတို့တွင်အဘယ်မြည်သောအလူအဘယ်မြည်သောအရသာအဘယ်မြည်သောမွေလျောခြင်းအလူအရသာမွေလျောခြင်းတို့တွင်အဘယ်မြည်သောအလူအရသာမွေလျောခြင်းသည်မြတ်တဏီတဏာဤကုံခြင်းသည်လည်းအဘယ်ကြောင့်မြတ်တဏီဤတို့ပြေတနာပြေတနာတို့ကိုသောကြောင့်လာကြရပါကုန်ဤဟုလျှောက်ကြရလေကုန်ဤစိတ်သားတို့ငါတို့သည်လည်း ဤပြဒနာတို့ဤအနတ်ကိုမသိကြကုန်ငါတို့ဤအရှင်တရားမင်းကမျက်စီတထောင်ဖြင့်အကြံသည်အတော်အကြောင်းရာတို့ကိုကြံသည်၍ဒုက္ခနာချင်းဖြင့်သာလျင်သိနိုင်၏ထိုတရားမင်းသည်ငါတို့ထက်ပညာအပြင်၎င်းဘုံကံအပြင်၎င်းသူမြတ်ဤလာကြကုန်လောထိုတရားမင်းဤအထံသို့သွားကြကုန်သို့အဟုဆို၍ထိုနာပေါင်းတို့ကိုသာလျင်ပေါ်ဆောင်ပြီးလျင်တရားမင်းနတ်မင်းဤအထံသို့သွားကြသည်ဖြင့်သူတရားမင်းသည်လည်းရှင်သားတို့အဘယ်ကြောင့် မြားသွားသောနတ်တို့စည်းဝေးကြကုန်ပြီတည်းဟုမိတ်ဆိုလက်သည် ရှိတော်ထိုအကြောင်းကိုလျှောက်ကြကြလေကုန်၏စေတားတို့ဤပြဒနာတို့ဤအနတ်ကိုတပါးသော သူသည်လည်းတည်ခြင်းငါမတတ်နိုင်ရာဤပြဒနာတို့ကဖျားရှင်တို့ဤအရာသာဖြစ်၏မြတ်စွာဘုရားသည်ယခုခါဘေရ၌နေတော်မူသည်ဟုမေးလက်တော်ဒီတော်ဝန်ကြောင့်၌နေတော်မူဤဟုသောစကားကို ကြားရသောကြောင့် ။ဒါကြကုန်တော်မြတ်စွာဘုရားကြီးအထံတော်သို့သွားကြကုန်သို့အဟုနာအပေါင်းတို့နှင့်အတူတကားညီအဖို့၌အလုံးစုံသောဒေဝဝန်ကျောင်းတော်ကြီးကိုကိုရောင်ကိုအပြည့်ထွန်းလင်းစေလျက်မြတ်စွာဘုရားတို့ရှင်းကပ်၍အရှင်ကိုပြီးလျင်တင့်ရလျောက်ပဲသောအရ၌နေလျက်မြတ်တော်တရားမင်းအဘဲကြောင့်မြားသောနာအပေါင်းနှင့်တကားလာပြီးသည်ဟုမိတ်ဆိုတော်မူတတ်သည်ရှိတော်ဘုံတော်ကြီးတော်မူသောမြတ်စွာဘုရားနတ်ပေါင်းဒီဤသောပြဒနာတို့ကိုပြည့်စည်အပ်ပါကုန်၏ ဤပြေတနာတို့ဤအနတ်ကိုတည်ခြင်းကသွားနိုင်သောတပါးသောသူမည်သည်မရှိပါတကယ်တော်တို့ဟာဤပြေတနာတို့ဤအနတ်ကိုထင်ရှားစွာပြတော်မူကြပါခရားဟုနာတော်လျှောက်လက်တော်မြတ်စွာဘုရားသည်မြတ်သောတရားမင်းကောင်းပေခွ။ငါဘုရားသည်ပါရမီတို့ကိုဖြည့်ကျင့်တော်မူ၍သွန်ကြီးကြီးတို့ကိုစွန့်တော်မူ၍တင်တို့ကဲ့သို့သဘောရှိသောသူတို့ဤယုံမှားခြင်းကိုပယ်ဖျောက်နိုင်ခြင်းအကျိုးငါသာလျင်သတိညူရညာတော်ကိုထိုးထွင်း၍သိရလေပြီ။တင်မေရသော ပြေတနာဤအဖြစ်ကား အလုံးစုံသောအလှူတို့တွင် တရားအလှူသည်မြတ်၏အလုံးစုံသောအရသာတို့တွင်တရားအရသာသည်သာမြတ်၏အလုံးစုံသောမွေးလျော်ခြင်းတို့တွင်တရား၌မွေးလျော်ခြင်းသည်မြတ်၏တဏှာဤကုန်ခြင်းသည်အရဟတဖို့သို့ရောက်စေတတ်သောကြောင့်မြတ်သည်သာလျင်တည်းဟုမိန့်တော်မူ၍ဤကာရတို့ဟောကြားတော်မူလေ၏ဘဗ္ဗဒါနံဓမ္မဒါနံသီလာတိ သဗ္ဗရတံဓမ္မရသောသီနာတိသဗ္ဗရတိံဓမ္မရတိသီနာတိတဏခယောသဗ္ဗဒုက္ခံသီနာတိသဗ္ဗဒါနံအလုံးစုံသောအလူကိုဓမ္မဒါနံတရားဟောခြင်းဒါနတိသီနာတိအောင်ဤသဗ္ဗရတံအလုံးစုံသောအရာသာကိုဓမ္မရသောတရားတိဟူသောယသာတိသီနာတိအောင်ဤ တပ္ပါရတိံအလုံးစုံသောမြွေလျောခြင်းကိုဓမ္မရတိတရားဖြင့်မြွေလျောခြင်းသည်သီနာတိအောင်၏တဏခယောတဏာဤကုံခြင်းသည်ဝါဒနာဤကုံရာအရတ္တဘုသည်တပ္ပါဒုက္ခအလုံးစုံသောဆင်းရဲကိုသီနာတိအောင်၏စကြဝဠာတိုက်၌ပြမပြီးတိုင်အောင်အကွက်အလက်မရှိအကွက်ကြမရှိနေတိုင်းကြကုန်သောဖရာပိသိကဗုဒ္ဓယဟန္တာတို့အား မပြောရွက်ဖူးလိမ့်နှင့်တူသောသင်္ကန်းတို့ကိုလူညာထိုအလူပွဲ၌လေးပါရရှိသောခါရာဖြင့်ပြုအပ်သောဖျားအနုမောဒနာကသာလျင်သာလွန်၍မြတ်၏ထိုအလူသည်ထိုခါရာ၏တသက်လျှောက်သိစိတ်၍အသိမြလောက်အဖို့မထဤတို့တရားတော်ကိုဟောခြင်းသည်၎င်းပို့ချခြင်းသည်၎င်းနာကြားခြင်းသည်၎င်းမြတ်၏များသောသောလူတို့ကိုတရားနာရလေအောင်ပြုသောထိုသူအားအကျိုးအာနိသင်များလာပေ၏ ထို့သို့သမောရှိသောပရိသတ်၌မုံမြတ်သောဖွမ်းဖြင့်တပိတ်ပြည်သည်၍လူရသောအလူထက်လည်းလူရသောအလူထက်၎င်းထောဘက်စီသသည်တို့ဖြင့်ပြည်စေ၍လူရသောသေးလူထက်၎င်းမဟာဝိဟာရကျောင်းတိုက်ကြီးမျိုးလောဟပါဒရပြတဲ့ကြီးမျိုးတို့ကို အသိမကများစွာဆောက်လို့၍လူရသောကျောင်းအလူထက်လူရသောကြောင့်အလူထက်၎င်းအနာရပိန်တရေကြီးသတိတို့သည်ကြောင်းတို့ကိုအကြောင်းပြုပြုအပ်သောဆုံးခြင်းထက်၎င်း အယုအားဖြင့်၄ပါးသာရှိသောဂါရာဖြင့်အနုမောဒနာဆွမ်းဖြင့်တော်လဲဖြစ်เสียတော်တရားလူသည်သာလျှင်မြတ်ပေ၏အဘိကြောင့်ဤဥပမာဤသို့ဤသို့သောကောင်းမှုတို့ကိုပြုကြတော်သူတို့သည်တရားတော်နာကြရမှသာပြုနိုင်ကြကုန်၏မနာကြရတော်မပြုနိုင်ကြကုန်ဤတတော်ဝါတို့သည်အကယ်၍တရားမနာကြရကုန်မည်ဖြင့်တယောက်ချိုများသောယာကုကို၎င်း တရားမမြတ်သောစွမ်းကို၎င်းမလူဒန်းနိုင်ကြကုန်ဤအကြောင်းကြောင့်အလုံးစုံသောအလှူတို့ထက်တရားအလှူသာလျှင် အထူးမြတ်ပေ၏။ဒီနည်းလဲတရားပြေတေကဗုဒ္ဓတို့ကို ဖေထား၍တကဘာလုံးရွာသွန်းသောမိုး၌မိုးရီတောက်မိုးရီပေါက်တို့ကိုရည်တွက်ရှင်းငါစွမ်းနိုင်သောပညာတကင်းအရှင်သာရိပုတ္တရာသတိတို့တော်မှလည်းမိမိသဘော အဖြစ်သောတာပတ္တိဘုသတိတို့ကိုရာခြင်းငါမစွမ်းနိုင်ကြကုန်။ အတတိမထေသတိတို့ဟောအပ်သောတရားဟောအပ်သောတရားကိုနာကြားရမှသောတာပတိဖို့ကို မျက်မှောက်ပြုနိုင်ရလေကုန်၏ညသောဗျာဤတရားဒေသနာဖြင့်သာဝကဗာရမီညာတော်ကိုမျက်မှောက်ပြုနိုင်ရလေကုန်၏ညသောတရားမင်းဤအကြောင်းကြောင့်လေညသောတရားမင်းဤအကြောင်းကြောင့်လေတပ္ပဒါနညသောတရားမင်းဤအကြောင်းကြောင့်လေဓမ္မဒါနတိတာလျင်အမျက်ဆုံးဖြစ်ပေ၏ထို့ကြောင့် သဗ္ဗဒါနံဓမ္မဒါနံသီနာတိဟုဟောတော်မူ၏အနံ့ရတာရှိသော အလုံးစုံသောရတာတို့သည်၎င်းအလုံးအပြည့်နတုတ်တာဘုတ်ဘောဓိရတာသည်၎င်းတန်တရာဝတ်၌ကြသည်၍သင်ရခံရခြင်းအကြောင်းသာဖြစ်၏ဘောဓိပကိယတရား39ခုနပါဟုသောအရာရတာ လောကုတ္တရာတရားကိုပါဟူသောတရားအရသာတို့သာလျှင်အလုံးစုံသောအရသာတို့တွင်အမျက်ဆုံးအကောင်းဆုံးဖြစ်ထိုကြောင့်တဗ္ဗရတံဓမ္မရာသောသီနာတိဟုဟောတော်မူ၏တာဖြင့်မွေလျောခြင်းသမီးဖြင့်မွေလျောခြင်းပြည်သည့်ဥစ္စာဖြင့်မွေလျောခြင်းမိမဖြင့်မွေလျောခြင်းကာခြင်းတီခြင်းတီးမုတ်ခြင်းစသည်တို့ဖြင့်မွေလျောခြင်းစသောများသောအပြားရှိသောမွေလျောခြင်းဟူသည်များသည့်လောက၌ရှိ၏ တို့မေးလျော်ခြင်းဟုသမျှသည်လေတန္တရာဝတ်၌ကြစေ၍သင်ရဲ့သင်ရဲ့ခံရခြင်းအကြောင်းသာဖြစ်လေ၏အကျင့်မေးလျော်ခြင်းဒီကတရားဟောကြားသောသူ၏၎င်းတရားနာသောသူ၏၎င်းပုရှသင်ပေးသောသူ၏၎င်းကိုရင်း၌ဖြစ်တော်လဲဝမ်းမြောက်သောသူ၏အဖြစ်ကိုဖြစ်စေနိုင်၏မျက်ရည်တို့ကိုယိုကြစေနိုင်၏စက်သည်နှွေးခြင်းထားခြင်းကိုဖြစ်စေနိုင်၏စက်သည်နှွေးခြင်းထားခြင်းကိုဖြစ်စေနိုင်၏တန္တရာဝတ်၏အဆုံးကိုပြု၍ အထက်တဘူအဆုံးရှိထိုကြောင့်အလုံးစုံသောမွေးလျော်ခြင်းတို့တွင်ဤသို့သဘောရှိသောတရားဖြင့်မွေးလျော်ခြင်းဤသာလျှင်အမျက်ဆုံးဖြစ်ပေ၏ထိုကြောင့်တဗ္ဗရဒိန်ဓမ္မရတိဘိနာတိဟုဟောတော်မူ၏တဏှာဤကုံရင်းဟူသောတဏှာဤကုံရာအဆုံးဖြစ်သောအရတဘူသည်အလုံးစုံလည်းဖြစ်သောဝိသင်းရဲ့ကိုနှိမ့်ဆက်ဖြစ်သည်နိုင်သောကြောင့် အလုံးစုံတို့ထက်အမြတ်ဆုံးသာဖြစ်၏ထို့ကြောင့်တဏခယောတဗ္ဗဒုက္ခံသိနာတိဟုဟောတော်မူအပ်၏ဟုလိုဤတို့လေမြတ်စွာဘုရားသည်ဤဂါထာဖြင့်အနတ္တကိုဟောကြားစဉ်ပင်လျင်ရှင်းတော်လေးတော်သောတတဝါတို့အားရှင်းတော်လေးတော်သောတရဝါတို့ကသစ္စာ၄ပါးတရားကိုထိုးထွင်း၍သိရင်းဒီဖြစ်လေ၏။တရားမြင့်ဒီလည်းမြတ်စွာဘုရား၏တရားစကားတော်ကို နာကြားရ၍မြတ်စွာဘုရားကို ရှင်ကိုလျက်မြတ်စွာဘုရား ဤသို့အကြီးဆုံးအမြတ်ဆုံးဖြစ်သည်မြည်တော်တရားဟုသောအလူကိုပေးလူရ၌အဘေเจ้าကြောင့်တပည့်တော်တို့အားကုသိုလ်အဖို့ကိုမပေးဝေစီပဲနေကြပါသည်ဤဖြင့်ရသွားပါဗျာဤနေ့မှစ၍ယဟန်တန်ဃာတော်အပေါင်းအားတရားဟောကြားပြီးလျင်တပည့်တော်တို့အလို့ငါကုသိုလ်အဖို့ကို ပေးတော်မူကြပါဗျာဟုလျှောက်ကြလေ၏ရသွားဗျာသည်ဆိုတကြားမင်းစကားကိုကြားရလျင်ယဟန်တန်ဃာတော်အပေါင်းကိုစည်းဝေးစီလျက် ရှင်သာယံတို့ယနေ့ကိုအသပြု၍ကြီးစွာသောတရားပွဲကို၎င်းပဂတိတရားပွဲကို၎င်းအနီး၌ရှင်းကပ်တော်သူအားဟောပြောခြင်းကို၎င်းအယုတ်တဖြင့်အ नु မောဒနာတရားကိုလည်းဟောပြောပြီးလည်းခတ်သိမ်းသောတတဝါတို့အားကုသိုလ်အဖို့ကိုပေးဝေကြကုန်လောဟုမိန့်တော်မူလေ၏တရားမင်းပြဒနာဝိ